ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်ကဲငါရဲ့အသားရဲ့ထိမ့်သိမ့်မှုအားလုံးပြီးသွားပြီမျက်နှာပေါင်းတင်တာတော့နောက်မှပဲလှုပ်တော့မယ်ခဏလောက်ရေချိုးခန်းကြီးကြီးထဲမှာကားလိုက်ကောင်းမလားအိုးကိုရူရဲ့လှပတဲ့လေးပြားလေးရေဒီစိန်ခန်းရေချိုးခန်းထဲမှာတချင်းဆိုရင်လို့လားဟုတ်တယ်ဦးမကြီးစံ ။အိုးဖေရရေရေချိုးကန်အချင်းကြီးထဲမှာတီဗီရှိတယ်လား။ဒါလည်းအလီဒီတီဗီအချင်းကြီးတောင်လေ။လာကိုလည်းလှုပ်ရှားရအောင်ပြောကြမယ်လေ။ဒီချိန်မှာငါတို့အတူပြောကြမယ်ဟေ့။ရော့ကန်ရိုးဒီလိုချိန်ရောက်ပြောစရာအကောင်းဆုံးပါ။ဟေးရော့ဂန်ရိုးအရင်မှာအတက်ငယ်ငယ်ကောင်းလေးနှစ်ယောက်ကခင်မနဲ့အတူ ကနေကြတဲ့အတန်းကချွေးမစီကိုရောက်သွားခဲ့ပါတယ်။ဘာဖြစ်တာလဲ။ဒီနေ့ရောက်ခမတချင်းဆိုနေရလား။ဟိုနှစ်ယောက်ကရောဘယ်ရောက်နေရလဲ။သွားကြည့်အောင်မှာပဲ။ ။အိုးငါဘလို့တော့မိတ်သွားပါလဲ။ယောက်ကမငါ့ကိုလည်းလမ်းခွတ်ထားတာပဲ။ငါသွားမှဖြစ်မယ်။ဒီလိုနဲ့မယူကသူ့ယောက်ကမရဲ့ရေချိုကန်းစီကိုလှမ်းသွားလိုက်ပါတည်း။ပြီးတော့တကားပွင့်နေတဲ့ကြားကနေယောက်ကမနဲ့ကောင်းလေးနှစ်ယောက်ကနေတာကိုတွေ့လိုက်ရပါတယ်။အမေတပ်ပါရီလေဒီမှာပါရီလုံနေကြလဲ။နောက်ပါရမိမငယ်လေးနဲ့လှုပ်တင်လှုပ်ထိုက်ကြတွေလုံနေတာပေါ့ရေချိုးကန်းကရဟန်းကောင်းတာပဲငါအရင်ကြိုက်တယ်ဟုတ်တယ်လမ်းလာနေလဲလာပါဝင်လိုက်အောင် မယူဒီရေပန်းကိုဖွင့်လိုက်ဟုတ်တယ်ဟုတ်တယ်ဟုတ်တာပေါ့ဒါလောက်ထိရောက်လာမှတော့ရေချိုးလိုက်ပါလားအမေတို့စိတ်တွေများဖောက်ပြန်နေပြီလားအုံနောက်တွေများမျက်စားသွားပြီလားယင်တန်မိုးမရှိရဲ့ကောင်လေးတွေကိုအိမ်ထဲထိခေါ်သွင်းပြီးတော့ဒီလိုပုံစံနဲ့ကျမတို့ပြောနေရလားအဖေကျမတို့အဖြစ်ကိုလည်းကြည့်ပါအောင်အပြင်ထွက်လူတွေကဘလို့ထင်ကြမလဲဟဲ့ချွေးမတမီးကတောသူမလေးတန်မိုးထားမှုတွေနဲ့ပြည့်နေရပဲတမီးအသိဉာဏ်ကိုယ့်ဘာသာပဲတိန်းထားလိုက်တော့ အမေကခစ်မိတယ်အလောက်ထိမတွေ့ဘူးပြီးတော့ဘလို့ပဲဖြစ်ဖြစ်အမေရဲ့ဒီရေချိုးခန့်အကြီးကြီးကိုသူတို့ပြလို့ဘာမှမဖြစ်ဘူးလေခဏနေအောင်ဒီနေ့တော့တီးမခန့်တော့ဘူးကျမအဖေကြီးနဲ့သူ့ကိုခေါ်လာအောင်မယ်အဖေကြီးကိုဦးရေဒီအောင်မြင်မြန်လာကြပါအောင်မယူကဒီလိုအွန်လိုက်ကြနေဥညုံနဲ့ကိုဦးလေးပဲချက်ချင်းရောက်လာပြီးဒီမြင်ကွင်းကိုမြင်တော့ရှက်သွားကြရတော့ပေါ့ဘာဖြစ်ဖြစ်မရှက်တတ်တဲ့ရောက်ကမကတော့အတိုင်းကြော်ရီအလုံးကိုကျုံလွန်သွားခဲ့တာပေါ့ကွယ် ဇလန်းကိုနည်းနည်းလေးနောက်ပြန်ကြည့်လိုက်ကြရအောင်ခင်မိတဲ့ခင်မကသူ့သားအတွက်ဘလို့အစင်တမ်းမြင့်တဲ့မိန်းကလေးကိုလိုချင်ခဲ့ပေမဲ့လေသူ့ခင်ပုံဥညိုကတော့ရွာသူမလေးကိုဘလို့သဘောကျပြီးသူ့သားနဲ့လက်ထပ်ပြီးလေဆိုတော့ပြီးတော့အင်ကိုဘလို့ခေါ်လာလေဆိုတော့ကိုပေါ်ကွယ်အိုးဒါရီဘာရီလက်ချွေးမသမီးကခင်မိတဲ့ရောက်ခမရီရဲ့ချွေးမဖြစ်လာပြီလေဒီလိုမျက်နှာကွယ်ဖို့ပေါ်ွားတို့ပါရောနှင့်တွက်မသင့်တော့မကောင်းပါဘူးချွေးမရဲ့အခုချွတ်လိုက်တော့အမေပါရီပြောနေရလဲ ချွေးမအစ်စ်ဆိုတာတလောက်မြင်မြန်ပေါ်မှာမချွတ်ဘူးလေပြီးတော့ကျမရဲ့မိဘတွေကလူတွေအများကြီးပါတဲ့ကားနဲ့လွတ်လိုက်တာမလို့ပေါ်မှာမဖွင့်နိုင်ပါဘူးကျမတို့ဒီမှာပေါ်မှာခြုံကြတာပဲလေဒါပေမဲ့အမေလည်းဒီအရွယ်မှာလက်ပြတ်အင်းကြီးတွေမဝတ်သင့်ဘူးနော်တော်စမ်းမိမအိုးရမ်းတော်တွေချွေးမပဲတမိဘလောက်ရင်ကျေးလဲဆိုတာဖေတီတော်သည်ခင်မမင်းကိုယ်တိုင်ကပျက်စီးနေတာဖရာတရားလည်းမလုပ်တတ်ဘူးလက်ပြတ်အင်းကြီးတွေနဲ့စာရီတွေဝတ်ပြီးရှောက်သွားနေတာပဲအခုတော့မင်းချွေးမကိုလှုပ်ထားလိုက်တော့ ဒါကြောင့်ငါမင်းရွေးတဲ့မင်းကလေးကိုမရွေးခဲ့တာငါသားအတွက်ရင်ကြီးတဲ့ချွေးမကိုလိုချင်တာအဲ့ဒါကလည်းမတ်ယူဆိုတဲ့ချွေးမပဲဟုတ်တယ်အဖေပြောတာလုံးဝမှန်တယ်ကျွန်တော်မိမကိုပြောင်းလဲဖို့မကြိုးစားနဲ့တော်လိုက်တဲ့သားတော်လိုက်တဲ့ချွေးမအိမ်ကိုတော့မရောက်သေးဘူးချီးမွမ်းနေကြပြီကိုညိုရှင်သူ့ကိုအားပေးညာလားတနေ့ကျရင်ရှင်ဒီစာမတက်တဲ့မိန်းမကြောင့်နောင်တရလိုက်မယ်နော်ကြက်ကြက်တတိထားချွေးမကြောင့်မဟုတ်ဘူးမိန်းကြောင့်တော့ငါနောင်တရနေပြီငါရှက်တယ် မင်းအိမ်ဦးကန်းဝင်တာတော့ဘလို့လုပ်ရမှာမသိဘူးမလားငါပဲလုပ်ရမယ်ဦးညိုကဒီလိုပြောပြီးသူ့ချွေးမကိုကျူးစိုးကအိမ်ဦးကန်းဝင်ပွေးလုပ်ပေးလိုက်ပါတဲ့ပြီးတော့နှစ်ယောက်သားသူတို့ခန်းတွေကိုပြန်သွားကြရတာပေါ့နောက်နေ့မှချွေးမကသူ့ဘာသာချက်ပြုတ်ပြီးအားလုံးကိုကျွေးလိုက်ပါတဲ့အိုးချွေးမသမီးချက်တာရဲန်ကောင်းတာပဲအိုးအရန်အဆက်အဟမိတာပဲ တမိရောက်ခမကအဖေအတွက်ဒီလောက်ကောင်းတဲ့စားစရာတွေကိုနောက်ဆုံးဘေတုံးကချက်ကျွေးခဲ့လေတောင်ဖေတော်မမှတ်မိတော့ဘူးကိုညိုရှင်ကိုကိုကိုမထိန်နိုင်တော့လားရှင်ရွေးထားတဲ့ချွေးမရှိမှတက်တိတ်နေပြီးစားစမ်းမှာပြီးတော့ချွေးမဒါပါတွေလည်းတမင်းတလောက်ဆက်ပြီးစီများတဲ့စားစာတွေချက်ထားတာလားဟင်တမိကအမေရဲ့ကြန့်ခိုင်မှုဖြတ်စည်းချင်လို့အမေမလာတော့အောင်လှုပ်ချင်တာပေါ့တမိအမေကိုမနာလို့ဖြစ်နေမလားအဲ့ဒါကြောင့်ဒီလိုအစားစာတွေချက်ထားတာကိုဒီနေ့အစပြီးဒီလိုဆက်ပြီးစီများတဲ့အစားစာတွေကို ညက်စီရှေ့ကိုမယူလာနဲ့တော့။သွားပြီးတော့တည်တည်တုပ်သွားယူလာခဲ့။ဟုတ်ကဲ့အမေ။ပြီးတော့အိမ်မှုကိစ္စတွေပြီးတော့သူ့ခန်းကိုပြန်သွားရမှာဂရင်တောင်းနေခြေထောက်ကတိုက်မိသွားခဲ့ပါလေ။အိုးဖျားရေ။ငါခြေထောက်ကျိုးသွားပြီလားမသိဘူး။ငါရခမအိမ်ကတလောက်ကြီးရာ။ငါရခမအိမ်ကတလောက်ကြီးရာ။အမေခန်းလည်းတလောက်ကြီးရာပဲ။မနှက်ကတပြက်စီလဲတော့ကလည်းမြင်ခဲ့တယ်။ဒါပေမဲ့ငါခန်းကြအရန်သေးတော့ငါရဲ့အိမ်နာပရိဘောကတွေတောင်မဆန့်မုံ။ ကတင်အဝစားပြီကိုများနေပြီညနေကျရင် လင်တော်မောင်ရုံးကပြန်လာမှအမေဒါမမော့အဖေနဲ့ပြောရမယ်ညနေရောက်တော့ကိုဦးလင်းရုံးကပြန်လာမှဂရင်တောင်းကတိုက်မိခဲ့ပါတယ်အိုးဖျားကြီးပစ္စည်းတွေအလုံးရောက်လာတော့ငါတို့ခန့်အရန်သေးသွားပြီပဲကျမလည်းရှင်းကိုဒါပဲပြောမလို့လုံနေတာကိစ္စမရှိပါဘူးမင်းစိတ်မပူနဲ့ကိုအမေနဲ့ပြောလိုက်မယ်နောက်နေမှာမယူကအိမ်မူကိစ္စတွေလုပ်ဖို့သွားတော့ကောင်းလေးနှစ်ယောက်ကတပြည့်စည်းနေနေပါတည်း အိုးရှင်တို့တန်ရှင်းလုံညာလားအခုကျမဒီအိမ်ကိုရောက်လာပြီဆိုတော့အိမ်တစ်ခုလုံးကျမပဲကြူဆိုင်တော့မယ်ရှင်တို့သွားတော့ဒါမဲ့မမကြီးကဘာမှမပြောဘူးနော်ခမရသူ့ကိုအရင်ပြောကြည့်ပါဦးဒီအချိန်မှာပဲခင်မရောက်လာပြီးတော့ပြောခဲ့ပါသေးတယ်ချွေးမသမီးဒီအိမ်ကိုရောက်လာပြီးအားလုံးအမိတ်နဲ့ပြီးတော့မှလားဒီနေ့ရောက်ဘဲမှမသွားအောင်သူတို့ကအမိတ်ရဲ့အလုပ်တွေလုပ်ရမယ်သမီးလည်းအိမ်မှာအပါလုပ်ချင်လဲလုပ်နိုင်တယ်နားလေလားပြီးတော့တအားတို့ညောင်းအန်ဒီတို့အေးအေးနဲ့ပါကတော့ယူလာခဲ့ ဒါမဲ့မမကြီးအခုကျွန်တော်တို့မမကြီးရဲ့ရေချိုးခန်းအကြီးကြီးကိုတန်ရှင်းရေလို့ရမှာလေအဲ့ဒီလောက်ကိုအခုငါချွေးမလောက်လိုက်မယ်မယူချွေးမရေနင်ကအလက်လောက်ရတာအယံဝါသနာပါတာပဲဟုတ်တယ်မလားယောက်ခမကဒီလိုပြောတော့မယူလေးသူ့ယောက်ခမရဲ့အယံစိမ့်ရှိပြီးသူ့ခန်းထက်တောင်ကြီးမာတယ်ရေချိုးခန်းအကြီးကြီးကိုတန်ရှင်းရေလို့ဖို့သွားလိုက်ပါတော့တည်းအိုးငါအမရဲ့ဒီရေချိုးခန်းဘလောက်တောင်ကြီးလိုက်လဲ အမေအခန်းအောင်ဒါနဲ့ရှင်တသေးလေးဖြစ်သွားတာပဲပြီးတော့ဒီမှာပစ္စည်းတွေလည်းအများကြီးပဲဟိုမှာ TV ကြီးကြီးရောရေချိုးကန်ရေမွေးစပြာတွေနဲ့ကောင်းလျှော်ရည်တွေလည်းအများကြီးပဲအမေကတော့ပျော်နေမှာပဲမယူကဒီလိုတွေးပြီးနေရန်ကကြွေပြားတွေကိုတန်ရှင်းရေးလုံနေတော့ခလုတ်တစ်ခုကိုတွေးပြီးတော့လက်နေတွေ့မိသွားတော့ရေပန်းကပွင့်ထွက်လာပြီးသူ့တကူလုံးလည်းရေတွေဆူရွှဲကုန်ပါတည်းဟာငါငါရေတွေဆိုးကုန်ပြီရေတွေဆိုးကုန်ပြီဘသူများရှိလဲကဲပေါင်းရှင် ဒီရေကိုဘလို့ပိတ်ရမလဲသူကဒီလို online တော့ရောက်ခမခင်းမှာရောက်လာပြီးခလုတ်ကိုပိတ်လိုက်ခါပြောခဲ့ပါတည်းနင်ကလေအရန်တုံးအရန်အလုံးလုံးငါလာဆက်တာတော်သေးတာပေါ့ငါလာကြည့်မိလို့ဒီလို ਨੇ ပဲနေရတွေ့ကုန်လွန်သွားခဲ့ပါတည်းကိုဦးကအခန်းငယ်လေးကိုအခန်းကြီးတစ်ခုဖြစ်အောင်ပြောင်းဖို့သူ့မိဘတွေကိုပြောပေမဲ့လေဒီအချိန်မှာဘသူမှနားမထောင်ကြဘူးပေါ့ကွယ် ယောက်ခမနဲ့ချွေးမတို့ရဲ့ခင်မင်းမှုနဲ့ယဉ်ကျေးမှုကြောင့်ရံဖြစ်တာတွေလည်းဆက်ဖြစ်နေတာပေါ့ဒီနေ့မှာတော့ယောက်ခမကရီချိုးခန်းထဲမှာရီချိုးနေတော့အိုးငါကောင်းရှော်ရေးမိတ်လာခဲ့ပြီချွေးမမယုချွေးမရေဒီလိုလာပြီးတော့အမိတ်ခန်းထဲကကောင်းရှော်ယူပေးဆက်မအောင်ကွယ်ယောက်ခမရဲ့အတန်ကိုကြားတော့ချွေးမဖြစ်သူကလည်းတွန်းပေးရတော့တာပေါ့ကွယ်သူ့မျက်လုံးကိုမှိတ်ပြီးတော့ကောင်းရှော်ရေးကိုပေးလိုက်ပါတည်း အမေအမေကလည်းအစကတည်းကကို့ပြစ်စီအကုန်ယူလာခဲ့တဲ့နာပေါ့ဟဲ့ဒီမှာကင်ထားငါဒီမှာထိုင်နေတာကိုဘက်ကိုပေးမနေနဲ့ပြီးတော့မျက်လုံးကိုဖွင့်လိုက်စမ်းဟာမဖြစ်ပါဘူးအမေအမေတို့ဒီလိုအရှက်မရှိတဲ့ပုံစံနဲ့ကျမမကြည့်နိုင်ဘူးကျမသွားတော့မယ်ဒီလိုနဲ့မယူကကောင်းရှော်ရေးပြီးပြီးပြန်ဖို့လို့တော့ရေးဆွနေတဲ့ကျမ်းပြေပေါ်မှာချီချော်သွားခဲ့ပါတည်းအိုးဖီးအားရေအမလေးငါကြိုးရိုးတော့ ငါကြောင်ယူတော့ကျိုးပြီအမေရဲ့ရေချိုခန့်ကြီးကြီးကြောင့်ကျမအခက်ခဲတွေအများကြီးကြုံနေရတယ်။တခါတလေချော်လဲတယ်။တခါတလေရေဆိုးတယ်။အမေဒီအတော့မဝင်မဲ့ကြီးနေတဲ့ရေချိုခန့်ဖျက်ပြီးတော့ကျမတို့အခန်းကိုလှုပ်ပေးပါလားယင်။တော်ဆန်းချွေးမအမေကိုအေးအေးဆေးဆေးရေချိုခွင့်ပေးပါအောင်ဟဲ့။ဘာပဲဖြစ်ဖြစ်တမီးကတော့ဘာသိမှလဲ။တမီးကရွာလာတာဒီလိုအရာတွေနဲ့အလန့်ဝေးတယ်လေ။မဟုတ်ရင်တော့တမီးလည်းခစ်မိတဲ့အရာတွေကြောင့်သိမှာပေါ့။ ခင်မာကအဲ့လိုပြောတာကြောင့်မယူလိန်ထွက်သွားခဲ့ပါတဲ့။ခင်မာကအပြင်မှာဝေစောက်တူတူဝစ်ပြီးရှောက်သွားတတ်တယ်လို့တခါတလေအတူပြက်တွေနဲ့လေးချင်ငယ်လှုပ်တတ်တာကြောင့်ရက်ွက်ထဲကမိမာတွေနဲ့ယောက်ျားလေးတွေဟာသူ့ကိုကြည့်ပြီးအတင်းပြင်းပြောတတ်ကြပါတဲ့။ဒါကြောင့်ချွေးမဖြစ်သူကရှက်သွားပြီးရောက်ခမကိုဆင်ကျင်ဖို့ပြောလိုက်တဲ့အခါမှာတော့သူတို့ပလိပခါတွေပို့ပြီးများလာတော့တာပေါ့ကွယ်။ဒီနေ့မှတော့သူရေချိုးခန်းထဲမှာရှိနေတော့သူ့ချွေးမကိုလှမ်းခေါ်လိုက်ပါတဲ့။ ဒီချိန်မှာပဲရက်ကွက်ထဲကယောက်ျားလေးနှစ်ယောက်အင်ကိုရောက်လာခဲ့ပါလေ။ဟေးချွေးမကြီးအမေပြစ်စည်းတချို့ကြံခဲ့တယ်။ရေချိုးခန်းထဲကိုမြင်မြန်ရှူပေးစမ်းပါ။တရားရောက်ခိုးနေတယ်လို့ပဲ။လေကားပေါ်တက်သွားကြည့်အောင်။ဟိုမှာမမကြီးခင်မှာရှိလိမ့်မယ်။ဒီလိုမျိုးသူတို့နှစ်ယောက်တီတူပြောနေတာကိုချွေးမဖြစ်သူလည်းကြားသွားတော့တာပေါ့။ကောင်းလေးနှစ်ယောက်ကတော့ခင်မစီရောက်သွားပြီးသူတောင်းတဲ့ပစ္စည်းတွေကိုပေးလိုက်ပါတော့တဲ့။ပြီးတော့စကားပြောနေကြတာပေါ့။ စကားပြောနေရင်းနဲ့ပဲကနေကြပါသေးတယ်။ဒီမြင်ကွင်းကိုမြင်တော့ချွေးမဖြစ်သူလည်းအံ့ဩသွားပြီးသူ့ခင်မောနဲ့ရောက်ခမကိုလှမ်းခေါ်လိုက်ပါတည်းကြည်စမ်းခင်မောဒီမှာဘာတွေဖြစ်နေရလဲပြီးတော့မင်းတို့နှစ်ယောက်ဘာလို့ဒီမှာရက်နေရလဲငါမင်းတို့ကိုရိုက်နှက်ပြီးတော့မောင်းထုတ်လိုက်ရမလားအဖေသူတို့ဒီလိုပြောလို့နားထောင်မှာမဟုတ်ဘူးကျွန်တော်ဆွဲထုတ်လိုက်မယ်မင်းအမေရဲ့ရေချိုးကန်းတဲ့ကိုဘလို့ဝင်ရတာလဲမင်းအမေပြောနေတော့မင်းတို့ကဘာတွေလာပြောနေရလဲ ဒီစကားကိုကြားတော့ကိုဦးလိန်စိတ်တော်ပြီးကိုမဲနဲ့ကိုသေးကိုရိုင်းနှက်ပြီးတော့သူ့အိမ်ထဲကနေမောင်းထုတ်လိုက်ပါတည်းဒါပေမဲ့သူတို့နှစ်ယောက်ကရက်ွက်ထင်းမှာရောက်ခမကိုလှောင်ပြောင်ကြတာပေါ့ဒါကြောင့်တချို့မိန်းမတွေသူတို့ကိုရှုံချပြောဆိုကြတာပေါ့ကွယ်သူတို့အိမ်ရှိကိုလာပြီးအမျိုးမျိုးပြောဆိုပြီးကြွေးကြော်တတ်ကြပါသေးတယ်မရှက်တတ်တဲ့မိန်းမမရှက်တတ်တဲ့မိန်းမကျွေးမဖြစ်သူကအဲ့ဒီအကြောင်းကိုရောက်ခမကိုပြောပြလိုက်ပါတည်းအဖေရအပြေမှာကိစ္စတွေတော့ရှုပ်ကုန်ပြီ လူတိုင်းကအမေကိုစန့်ကျင်ပြီးကြွေးကြော်နေကြပြီမရှက်တတ်ဘူးတဲ့လေကဲအခုတော့ပြောပြမလားငါတို့တမိသားစုလုံးဗမာမှာမျက်နှာပြစရာမရှိတော့ဘူးလာအဝိစားပြေဆောင်ဝတ်ပြီးအောက်ကိုဆင်းလာခဲ့ပြီးတော့ဟိုလူတွေကိုတောင်းပန်လိုက်အိမ်ပြင်ဘက်ကမိမာတွေကလည်းမရှက်တတ်တဲ့မိမာဆိုပြီးတော့ဇက်တိုင်ကြွေးကြော်နေကြတာပေါ့အဲ့နောက်မှာတော့မက်ခင်မလေးစာရီဝတ်ပြီးအိမ်ထဲကထွက်လာခဲ့ပါတယ်အိမ်မှာတော့မိသားစုဝင်တွေ အားလုံးရှိနေကြတော့တာပေါ့ကွယ် နားထောင်ကြပါအောင်ဗျာငါတို့တွေအားလုံးတောင်းပန်ပါတယ်။နောက်ဒီလိုမျိုးတွေမဖြစ်စေရပါဘူး။နင့်မိမရက်ွက်ကိုညှစ်ပန့်အောင်လှုပ်ချင်လှုပ်ပါစေ။ဒါပေမဲ့ဒီရက်ွက်မှာတော့မဟုတ်ဘူးနော်။ဒီကနေထွက်သွားကြတော့နင့်မိမကြောင့်ငါတို့ရက်ွက်ကိုမကောင်းပြောနေကြပြီ။ငါတို့ရက်ွက်ကိုထိခိုက်နေပြီသိလား။အဖေကြီးဒီလူတွေပြောတာမှန်တယ်။ကျမလည်းဒီနေရာထွက်သွားဖို့စဉ်းစားနေရ။အမေအခုရှက်နေပြီလားမရှက်သေးဘူးလားဟင်အမေ။ရှင်တို့အားလုံးကျမခွင့်လွှတ်ပါ။ချွေးမသမီးပြောတာမှန်တယ်။ အမေတီလိုမလုပ်သင့်ဘူးအသက်အရွယ်နေရာနဲ့အရာအလုံးထည့်စင်းစားတဲ့နိုင်နောက်မှတီလိုမျိုးတွေဘတော်မှထပ်ဖြစ်မှာမဟုတ်ဘူးကျမကိုခွင့်လွှတ်ကြပါရှင်အေးနောက်တစ်ခါတီလိုလုံးလဲရဲုံတိုက်ရိုက်ပြောလိုက်တော့မယ်လာပြန်ကြရအောင်အရင်နောက်ခင်မိတဲ့ရောက်ခမခင်မဟာလေးသူ့မောက်ကိုတီးသွားပြီးသူ့ချွေးမရဲ့အခန်းကိုပူကြီးအောင်လှုပ်ပေးလိုက်တယ်လို့သူ့ရေချိုးခန်းကိုလည်းတင်းငယ်သွားအောင်လှုပ်လိုက်ပါတည်းဒီလိုနဲ့ရောက်ခမခင်မကပြောင်းလဲပေးလိုက်တာကြောင့် အလုံးလေးပျော်ရွှင်စွာနဲ့ပဲနေထိုင်သွားကြပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်